တရုတ်နိုင်ငံကဒီအကြောင်းရင်းအကြောင်းကမ္ဘာအနှက်ပိုင်းတွေကိုတွဲနဲ့တစ်ခုတူးခေါ်နေတယ်။တခြားနိုင်ငံတွေကအာကာသတွေကိုသွာလာနေပြီးလာနေအင်္ဂါဂျိုးတို့စီကိုသွာလာဆန့်တက်နေတဲ့အချိန်တရုတ်နိုင်ငံကတော့ပေပေါင်းတောင်းချီတဲ့တွင်းကြီးတွေကိုကမ္ဘာပေါ်မှာတူးဖို့ဆန့်တက်နေပါတယ်ရှင်။ဒီတွင်းကြီးတွေကတူးဖို့ရတဲ့နောက်မှာဘာရွယ်ချက်တွေများရှိနေမလဲဆိုတော့ဒီအပိုင်းမှာဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါနော်။ တရုတ်နိုင်ငံကဒီတွင်းကြီးတွေကိုနိုင်ငံတော်စီမံချက်နဲ့ကိုတူးဖော်နေတာပါ2021ခုနှစ်ကတည်းကသမ္မတရှီကျင်းပြင်ရဲ့လမ်းညွှန်ချက်နဲ့စတင်ခဲ့တဲ့ကမ္ဘာအနှက်ပိုင်းစူဆန်းလေးလာရေးမစ်ရှင်အဖြစ်စတင်လှုပ်ဆောင်နေတာဖြစ်ပြီးတွင်တွင်းကိုတူရင်းကနေနောက်တနေရာမှာနောက်ထပ်တွင်တစ်ခုကိုလည်းစတင်တူနေပါပြီ။တူးတယ်ဆိုပေမဲ့ဂျန်ကြီးတွေဖြစ်အောင်လိုမျိုးတူးတာမဟုတ်ပဲတွင်းမောက်တစ်ခုလိုတူးတာလိုမျိုးပါ။ပထမဆုံးစတင်ခဲ့တဲ့တွင်ကြီးကပေပေါင်း3000ကျော်တောင်နှက်ပါတယ်။ဒါကကမ္ဘာပေါ်မှာအနှက်ဆုံးဆိုတဲ့သမုဒ္ဒရာတွေထက်တောင်မှနှက်သေးတယ်လို့ဆိုရမှာပါရှင်။ ဧရတောင်ရဲ့အမြင့်ထက်ကိုပို့ပြီးတော့နှက်တဲ့အနက်ပါအဲ့ဒီပထမကျွန်းကိုတရုတ်နိုင်ငံကအနောက်တောင်ဘက်မှာရှိတဲ့စီချွန်ဒေသမှာလှုပ်ဆောင်နေတာပါအခုထိတော့သူတို့လူချင်းတဲ့အနက်ကိုမရောက်သေးပါဘူးတပြိုင်နက်တည်းမှာပဲတရုတ်နိုင်ငံအနောက်တောင်ဘက်ပိုင်းမှာလေအလားတူတွင်းတစ်ခုကိုထပ်ပြီးတော့တူနေပါတယ်ဒီတွင်းကတော့ပထမတွင်းထက်တောင်ပိုနှက်အောင်တူးဖို့စီမံထားတာဖြစ်ပြီးပေတောင်းတစ်ထောင်အထိရောက်အောင်တူးမှာဖြစ်ပါတယ်တရုတ်အစိုးရကဒီစီမံကိန်းမှာငွေတွေမနှဲကိုတုံထားတာပါ ဒါမျိုးကိုအခုမှတရုတ်နိုင်ငံကအယူထပြီးလုပ်ခဲ့တာမဟုတ်ပဲသူ့ရှေ့မှာရုရှားနိုင်ငံကလုပ်ခဲ့ပူပါတယ်ရုရှားတို့တူးခဲ့တဲ့ကျွန်းကပေပေါင်း4200နဲ့200နဲ့ပြီးတော့ကမ္ဘာပေါ်မှာတော့လူတွေတူးဖူးတဲ့တွင်းတွေထဲမှာအနက်ဆုံးပါပဲအခုချိန်မှာတော့ရုရှားနိုင်ငံထဲမှာအဲ့ဒီတွင်းပေါက်နေရာတွေကိုပိတ်ထားပြီးဒီအတိုင်းဆွန့်ပြစ်ထားပါပြီဒီတွင်းပေါက်ကိုရုရှားနိုင်ငံကတူးဖော်နိုင်မှုအတွက်ဆယ်စုနှစ်နှစ်ခုတောင်ကြာခဲ့ပြီးတော့သုံးလိုက်ရတဲ့ဘတ်ဂျက်တွေဆိုတာကလည်းမနှဲလှပါဘူး တရုတ်နိုင်ငံဟာဆိုရင်လေသူတို့ရည်ရွယ်ထားတဲ့အနက်အသီးသီးကိုတူးဖော်နိုင်မှုဆိုရင်နှစ်တွေတော်တော်ကြာမြင့်နိုင်ပြီးတော့အဆင့်မြင့်နည်းပညာတွေအများကြီးလိုအပ်ပါတယ်။စက်ပစ္စည်းပိုင်းတွေတူးတက်လာပြီးဖြစ်တာကြောင့်ရုရှားရောငါတော့တော့မကြလောက်တော့ပါဘူးနော်။တရုတ်နိုင်ငံထဲမှာရှိတဲ့သက်ဆိုင်ရာနယ်ပယ်ကအတော်ဆုံးပညာရှင်တွေကိုရွေးချယ်ပြီးတော့ဒီမစ်ရှင်မှာတရုတ်အစိုးရကတာဝန်ပေးထားတာပါ။ဒါပေမဲ့ဒီလိုမစ်ရှင်မျိုးကိုတရုတ်ကဘာကြောင့်လုပ်ချင်ရတာလဲ။ဒီလိုမစ်ရှင်မျိုးကိုရွေးချက်နှစ်မျိုးပါမစ်ရှင်လေးလို့ခေါ်ပါတယ်ရှင်။ဒူရာကတော့အတွင်းတစ်ခုတည်းဆိုပေမဲ့သူတို့အတုံးချမှာကတော့နှစ်မျိုးပါ။ တမျိုးကတော့ကမာကြီးအကြောင်းကိုပို့ပြီးတော့လေ့လာနိုင်ဖို့ပါပဲ။ဒီလိုပြောရင်ဒီနယ်ပယ်တဲကလူမဟုတ်တဲ့သူတွေအတွက်တော့နည်းနည်းထူးဆန်းသွားနိုင်ပါတယ်။တကယ်တော့တရုတ်တူးဖို့လုပ်နေတဲ့ပေအနှက်ဆိုတာကကမာမြေလွာအပေါ်တဲရဲ့တစ်ရခိုင်လုံးတောင်မရှိသေးပါဘူး။ကမာမြေလွာဆိုတာကကမာတမိုင်းရဲ့တစိတ်တစ်ပိုင်းပါပဲရှင်။ဒီပညာရည်နဲ့မြေလွာနမူနာတွေကိုလေ့လာရင်ကမ္ဘာကြီးရဲ့ခက်အလိုက်ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာပညာရှင်တွေကဖော်ထုတ်နိုင်ကြပါတယ်။ ။ဆိုတော့တွင်းကိုတူးနေရင်းနဲ့အထက်ကမြေလွှာနမူနာတွေကိုလည်းရယူပြီးလွင်ခဲ့တဲ့နှစ်တန်းပေါင်းများစွာတော့ကကမာကြီးဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုစူးစမ်းလေ့လာနိုင်တယ်လို့ဘူမိအနေအထားနဲ့ငလင်လှုပ်ရှားမှုတွေမိတောင်လှုပ်ရှားမှုတွေအကြောင်းဘူမိကြောက်ချက်ကြီးတွေရွေလျားမှုအကြောင်းအများကြီးလေ့လာနိုင်ပါတယ်။နောက်ထပ်တရုတ်ရဲ့ရွေးချက်တစ်ခုကိုထပ်ပြီးတော့မပြောသေးခင်ပါအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ interestingly page လေးကို like တာ follow လေးလုပ်ထားပြီးပို့တောင်းဆိုကြပါမယ်အကောင်းဆုံးနေ့ကိုပဲရွေးချက်တင်ဆက်ပေးသွားမှာပါရှင် ဒုတိယအကြောင်းကတော့မြေလွတ်အနောက်ပိုင်းနဲ့အထီးတူပြီးတော့ဒုဖို့ရရှိနိုင်မဲ့သင်ရန်ဇာတတွေကိုရှာဖွေနိုင်မှုပါ။ရွှေကုန်နဲ့တခြားသောအသုံးဝင်သတ္ထုတွေပြင်ရေနံနဲ့သဘာဝတန်ွေလိုဒီနေ့ကမ္ဘာကြီးမှာအကြီးကျယ်လိုအပ်နေစေစွန့်ရင်လောင်းစားတွေကိုလည်းတနည်းရရအနောက်ပိုင်းမှာအောင်းနေတာမျိုးများရှိသလားရှာဖွေကြည့်တာမျိုးဖြစ်ပါတယ်။ပီလီတောင်ပတ်ချလဲတဝိုက်မှာဆိုရင်လွန်ခဲ့တဲ့နှစ်145တန်းကလေးကတရှိနေနိုင်တဲ့တဘာဝတွန်းထွက်တွေရှိနိုင်တယ်လို့သီအိုရီတွေအရတော့တွက်လို့ရပါတယ်။လက်တွေ့မှာတွေ့မတွေ့ဆိုတာကတော့တူဖော်မှုတွေပြီးသွားမှပဲအဖြစ်ထွက်လာမှာပါပဲ။ ကေပရိသတ်ကြီးတို့ရောတရုတ်နိုင်ငံရဲ့မြောက်အနှက်ပိုင်း24လေးလာရဲ့အစီအစဉ်ပေါ်ဘယ်လိုများမြင်ကြပါလဲအခွက်ကောမမှာပြောသွားပါအောင်နော်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်